အကြောင်းပြန်ပြင်လာတဲ့ COVID-19 ရောဂါကိုအသေးစံခန်းစားခဲ့ရကြောင်းပြည်သက်တွေကိုအသိပေးလာတဲ့သမုံမြင်းမင်္ဂလာပါရှင် Famous Silly News မှာ ပြန်လည်ကြိုဆိုလိုက်ပါတယ်။တရုတ်ဆောင်မင်းသမီးသမုံမြင်းကတော့ COVID-19 ရောဂါကိုအပြင်းထန်ခန်းစားနေရကြောင်းပြည်သက်တွေကိုအသိပေးခဲ့ပါတယ်။အားလုံးသိကြတဲ့အတိုင်းသမုံမြင်းဟာနှကူကလေးကလည်းထိုင်းနိုင်ငံမှာစီကူတာမှုခံယူနေတာဖြစ်ပါတယ်။အလုံးသိကြတဲ့တိုင်းတမုံမြင့်ဟာမြမနုပညာလောကမှာဆွေဆောင်ရရုပ်ရှင်တရုပ်ဆောင်မင်းသမီးတလပ်ပါ တမုံမြင့်ဟာကြာရဆင်းရုပ်ကိုပိုင်နိုင်ပြပြင်းစွာတရုပ်ဆိုင်နိုင်တဲ့မင်းသမီးလေးဖြစ်ပါတယ်။ဒါကြောင့်လည်းညပညာလောကမှာတမုံမြင့်ဟာထိတ်တန်းမင်းသမီးတစ်လက်ဖြစ်နေတာပါ။ဒါပေမဲ့လည်းပြီးခဲ့တဲ့၃နှစ်၄နှစ်တာကာလအတွင်းမှာတော့သမုံမြင့်ဟာသွေးလင်းဗန္နာယောဂါကိုခံစားခဲ့ရတာကြောင့်ထိုင်းနိုင်ငံမှာစိတ်ကူးတမှုခံယူခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်သမုံမြင့်ဟာခင်မုန်းတဲ့တာသမီတွေနဲ့အတူချင်းမိုင်မျိုးမှာအခြေချနေထိုင်နေတာဖြစ်ပါတယ်။ သမုံမြင့်ဟောင်းဒီလိုချင်းမိုက်မျိုးမှာစေကုသနေရပေမဲ့သွေးလေးဘက်နာရောဂါဝေဒနာမသက်တာနိုင်သေးတဲ့အခြေအနေကိုမကြာခဏပြောင်းလို့ရှိပါတယ်။အထူးသဖြင့်ဒီကုလုံးမီးလုံလောင်မြက်ကပူလောင်နေရတဲ့သူမရဲ့အခြေအနေကိုသမုံမြင့်ကချပြလို့ရှိတာပါ။အခုတခါမှာတော့တမုံမြင့်ကသူမကိုဗစ်ရောဂါခံစားခဲ့ရတဲ့အကြောင်းကိုခုလိုရှင်းပြခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ထိုင်းနိုင်ငံမှာတကြောပြန်ကိုဗစ်ရောဂါတွေဖြစ်ပေါ်နေတာဖြစ်ပါတယ်။ဒါကြောင့်လေလူတွေသေဆုံးမှုရှိသလိုရောဂါကူးစက်ခံရတဲ့လူထောင်ပေါင်းချီရှိတာဖြစ်ပါတယ်။သမုံမြင့်ကလည်းသူတို့မိသားစုယောဂကုသခံရတဲ့အခြေအနေကိုအခုလိုပြောလာတာပါ။သမုံမြင့်ကကိုဗစ်ဖြစ်တာတော်တော်လေးခံစားလိုက်ရတယ်လို့ဆိုပါတယ်။အစောပိုင်းမှာတော့အစာမပြီးတာမန်ရိုရိုတက်လာအောင်ရှော့ဖြစ်တယ်လို့ထင်ခဲ့မိတယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းကိုဗစ်ဖြစ်နေခဲ့တယ်လို့ဆိုပါတယ်။ ကိုဗစ်ဖြစ်နေပြီမင်းတဆိုင်းရီများများတောက်တာကြောင့်ကိုပူတော်ဖျားတာမျိုးမဖြစ်နိုင်ဘူးလို့ပြောလာတာပါ။ဒါပေမဲ့လည်းဘိုက်တွေနာအစာမဝင်ပဲနှစ်ရက်လောက်နှုံးချပြီးပင်ပန်းမှုကိုခံစားလိုက်ရတယ်လို့လည်းသမုံမင်းကပြောလာတာပါ။ခုဖြစ်တဲ့ကိုဗစ်မျိုးကွဲဟောင်းယောဂကောင်းသွားရင်တော့အမရှိပဲနှုတ်ချလွယ်တယ်လို့လည်းတမုံမင်းကပြောလာတာပါ။ဒါကြောင့်မို့လဲခရူးဆိုင်ချဖို့တမုံမင်းကတောင်းဆိုလာတာဖြစ်ပါတယ်။ အမန်တကယ်မှာလည်းကပားကြီးကိုလွန်ခဲ့တဲ့လေးနှစ်ကဒုက္ခပေးခဲ့တဲ့ COVID-19 ကရောဂါဆိုကြီးဟာမျိုးခွဲပေါင်းများစွာနဲ့ကပားမျိုးကိုဒုက္ခပေးစေပါလွန်ခဲ့တဲ့လေးနှစ်ကဆိုမိသားစုဆွေမျိုးမိတ်ဆွေတငယ်ချင်းတွေကိုတေခွဲကွဲစေခဲ့တဲ့ COVID ကဆိုကြီးဟာခုချိန်မှာတော့အရင်ကလောက်ရောဂါမပြင်းထန်တော့ပါဘူးဒါကလည်းလူတွေကကာကွယ်ဆေးထိုးထားတဲ့ခန္ဓာကိုယ်ကယောဂဝေဒနာကိုခံနိုင်စွမ်းမြင်လာလို့ပါ ဒါပေမဲ့လည်းကိုဗစ်ဗီဇပြောင်းမျိုးကွဲတွေဟာလူတွေကိုဒုက္ခပေးနေခြင်းဖြစ်ပါတယ်။အထူးသဖြင့်ခုချိန်ဟာမုံရသည့်ဒုက္ခကာလရောက်ရှိလာချိန်မှာပဲကိုဗစ်ရောဂါကြီးကတချို့ပြန်ပြန်လည်ထကြွာလာတာဖြစ်ပါတယ်။ခုဆိုထိုင်းနိုင်ငံမှာတိမ့်တောင်းချီတဲ့ကူးစက်မှုမျိုးဖြစ်နေတယ်လို့လူပေါင်း20ချောထက်မနည်းလေကိုဗစ်မျိုးကွဲကြောင့်သေဆုံးသွားခဲ့ရပါပြီ။ဒီလိုအချိန်မှာထိုင်းနိုင်ငံမှာနေထိုင်နေမြန်မာနိုင်ငံကတရုတ်ဆောင်မင်းသမီးတက်မှုမြင့်လို့လေရောဂါကူးစက်ခံခဲ့ရတာဖြစ်ပါတယ်။ ီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောကိုဗစ်ရောဂါပိုးကူးခဲ့တဲ့သက်မုံမြင့်အပေါ်မှာမိမိတို့အမြင်ကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။